အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့နိုဝင်ဘာ10ရက်နေ့ကဘာနောက်ဆုံးသတင်းတွေနဲ့ဒီဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်အဓိကကျွန်တော်တို့ focus ရမှာကတော့ US ရဲ့ green card အကြောင်းနဲ့ပတ်သက်ပြီးမှပဲဆွေးနွေးတော့မှာဖြစ်ပါတယ် green card ရေဒုက္ခတွေအဒုက္ခတွေရေပြီးတော့ခေါလုံခွင်းလျှောက်တဲ့လူစသဖြင့်ပေါ့နော်ကျွန်တော်တို့ဒီကိစ္စကိုဆွေးနွေးတော့မှာဖြစ်ပါတယ်ပြည်သက်တို့တရှိနားလည်ပြီးသား နဲ့အတိုင်းမနစ်တနစ်ကအင်ဖြူရိုအနီတဝလောက်မှာပြစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်းမှာဒိုနယ်ထရမ့်က2 years security ကို double down လုပ်လိုက်တယ်ပြီးတော့ immigration နဲ့ပတ်သက်ပြီးမှပဲ double ပြလုံးလာတယ်ပေါ့နော်လုံးဝကိုပြောင်းကုန်လုံးကိုပြောင်းပစ်လိုက်တဲ့အနေအထားရှိ ဖြစ်လာတယ်အခု US အစိုးရကအချက်ချင်းဒီ immigration နဲ့ပတ်သက်ပြီးမှဂျင်းရချက်တွေလုတ်လာတယ် ်ဘာလို့လို့ဒါလဲစသဖြင့်ကျွန်တော်အစဉ်အသွင်းတွေ့မှဖြစ်ပါတယ်ပေါ့နော်ပြီးတော့အဓိကကတော့ကျွန်တော်တို့ green card ကိုဆွေးနွေးတော့မှဖြစ်ပါတယ် Donald Trump အစိုးရကတော့2021ကနေ2025ဒီလင်းငါးနှစ်တာတွင်မှာအမေရိကနိုင်ငံတုပ်ပေါ့နော်ခုလုံလာကြတဲ့ဒုက္ခတွေပေါ့နှစ်သိန်းနဲ့၃တောင်းနဲ့900အတွက်ပေးအပ်ရန်စုပြီးမှ စီစဉ်ထားတဲ့အစိမ်းရောင်ကတ် green gut လို့ခေါ်ရပေါ့နော်အဲ့ဒီအစိမ်းရောင်ကတ်ဆိုတာက US မှာအမေရိုင်းအမေရန်နေထိုင်ခွင့်ကတ်လို့ပြောကြတယ်အဲ့ဒါကိုအစုရကစိုက်ငိုင်းထားရန်စုပစ်ထားတယ်ဒီစုံဖစ်ချက်ကလူသားချင်းစာနာထောက်ထားမှုအဖွဲ့ရင်းကတော့ပြင်းပြင်းထန်ထန်ဝေဖန်ဝေဖန်ထားခဲ့ပါတယ်စဉ်းစားကြည့်လူဒုက္ခတေပေါင်းနှစ်သိန်းနဲ့၃တောင်းနဲ့၅ထောင်အတွက် ပေးအပ်ရန်ဆိုပြီးမှစီစဉ်ထားတဲ့ green card နော် US နိုင်ငံမှာအမေရိကန်နေထိုင်ခွင့်ပေးမဲ့ green card PRP ပြပြရမှာပေါ့ PRP ပြပြရမှာပေါ့နော် PRP ပို့လို့နေတဲ့စီစဉ်ကြီးကိုရဆိုင်ပလိုက်တာကျွန်တော်တို့ဒီကိစ္စကိုဆွေးနွေးတော့မှာဖြစ်ပါတယ်ဆိုတော့ဒီ sign sign and check က new jay check အတိဖြစ်လာတယ်ပေါ့နော်ဆိုတော့အခုဆောင်ကတော့ခုလိုမျိုးကျင်ရထားပြီဆိုတော့ဒီ sign and check ကို batching plan ဖွင့်มาလည်းမတည်ဘူး ဘာဖြစ်လို့လဲဆိုတော့ညူချာချက်အတစ်မထွက်မချင်းဒီဆိုင်ငက်ချက်ကဆလပီတီရှိနေမယ်ဆိုမှပြောထားပါတယ်ဆိုတော့ချူရင်ချက်ပေးပိုင်ခွင့်လုပ်နိုင်တဲ့လူကအမေရိက USCIS ပဲဖြစ်နေတယ်ဒါမှမဟုတ်အမေရိက USCIS ရဲ့ဒါရိုက်တာဒါမှမဟုတ်ဒူဒါရိုက်တာပဲအဲ့ဒီအနာကရှိနေတယ်ဆိုတော့ USCIS ကဘာမှချူရင်ချက်မလုပ်တာမျိုးဘာမှတရင်ချင်းချက်မလုပ်ဘူးဆိုတော့ ဒီဆိုင်ငယ်ချက်ကဘေးချင်းပြန်ပွင့်မလဲဆိုတော့ဘသူမှပြောလို့မရသေးတဲ့အနေအထားဖြစ်နေတယ်။ဒါဆိုတော့ဒီ green ကနေပတ်သက်ပြီးမှကျွန်တော်တို့ဆွေးနွေးကြည့်အောင်ပါ။ကျွန်တော် YouTube ဗီဒီယိုလေးကိုတဘောချရဆိုတော့ YouTube မှာ subscribe လုပ်ပေးခြင်းနဲ့အားပေးလို့ရပါတယ်ပေါ့နော်။ဒီကြည့်ရှုသူအနေနဲ့ကျွန်တော်ရဲ့ channel လေးကိုအကျုံးဝင်တယ်ဘုသူတရရယ်ကဘာအကြောင်းရရတယ်လို့ခန်းစားမိတယ်ဆိုတော့ subscribe လုပ်ပေးခြင်းအားပေးလို့ရပါတယ်။ကြည့်ရဆိုတော့မနေ့ in puro shima bikap ti pawbi na pai ma chom ye chin ye chat chat law sune ji yang a na pai ma ba chu chang sat sat bi ma sune ji yang lo was entered our country from afghanistan under biden and we must take all necessary measures to ensure the removal of any alien from any country who does not belong here or add benefit to our country so tu ka pyo ni de cham ka bo a di ma ne ka afghanistan nai ngai ta ka a phu ဒိုနီနာမှာပစ်ပစ်ကမိုးလို့ပြနေတော့ပိုင်းမှာဒီလူရင်းကိုတဲ့အကုန်လုံးပြန်စစ်ဆေးပြီးမှပဲ removal လုပ်မယ်နိုင်ငံတည်းကလည်းနှင်ထုတ်တင်တယ်ဆိုမှပြောနေတယ်ပေါ့နော်ကျွန်တော်နိုင်ငံမှာလာပြီးမှပါအကျူးကျွန်တော်နိုင်ငံအတွက်အကျူးမှမပေးတဲ့လူရင်းပေါ့နော် if they can't love our country we don't want them america will never bend and never yield in the face of terror ဆိုတော့ကျွန်တော်နိုင်ငံကိုမချစ်ဘူးဆိုရင်ကျွန်တော်လည်းခင်ဗျားတို့ကိုမလူအပ်ဘူးတဲ့အမေရိကကဘေရောအခါမှာ ဒီ terrorist အကြမ်းဖက်မှုရဲ့ခြေောက်တွေမှာကျွန်တော်တို့ကနေမှာမဟုတ်ဘူးဆိုမှပြောနေတယ်ပေါ့နော်တိတ်ခါမှာမဟုတ်ဆိုပြောနေတယ်ကဲဒီမှာကြည့် US CIS ကဘာတွေလုပ်ထားတာလဲ effective immediately တဲ့ချက်ချင်းပဲ effective ဖြစ်တော့မှာချက်ချင်းပဲပြီးတော့မှာ processing of all immigrant no all immigration requests related to afghanistan national အာဖဂန်နစ္စတန်နဲ့ပတ်သက်တဲ့နိုင်ငံသားမှတ်တမ်းအားလုံးကိုလုံးဝ stop လုပ်မယ်။ဘေချင်းပြန်ဖို့မှလည်းမတိဘူး။ဘေချင်းပြန် review မှလည်းမတိဘူးတခြားတာကတော့ဒါက USCIS USCIS ကကြေညာထားတဲ့စာသားပါကြည့်ပါဦး။ US Citizenship and Immigration Services announced an immediate suspension of all immigration processing for Afghan nationals. This means a freeze on asylum claims, green card applications, work permits, family reunification. Family reunification mita su ko yuye ka green card ka asa chande a kong ka asa long a ko pe ma. And long pending humanitarian cases. The agency said the halt would remain until a new review of security and vetting protocols is completed. So, to a new review lo me. Review at the lo me, vetting process lo me. The process go thousands of afghan evacuees still navigating the us immigration system the announcement throws their future into uncertainty many had already gone through one of the most extensive background screenings applied to any migrant group entering the united states any migrant background အခုက afghanistan တာမဟုတ်တော့ဘူး Advocacy groups are pushing back a group which helped resettle evacuees after the us withdrawal said afghans undergo some of the most extensive security vetting of any migrants damn any migrant yeah <clears throat> well it warned against using an isolated and violent act to stigmatize so now ma be di chuno di kesa ko pya shin pya ဒီမှာတခုရှင်းပြရချင်တာရှိသေးတယ် Trump made a shock for 200,000 refugees living in the United States. The Trump administration has decided to review every single refugee who entered in America during the Biden year. Yes, every one of this until this huge red check is done, mm. all green card approvals of the refugees are frozen. Mm. This is one of the biggest immigration reversals we have ever seen in the past years. And mm. the confusion is already spreading. So what is exactly happening? Let me explain. A memo shared with multiple news organizations lays out the plan. It was signed by the USCIS director, Joseph Edlow. And USCIS director Gurenga signed to Tarano. The Kisa Lopan Kunsuraka, Donald Trump, the USCIS director, Ano Anashi Sung Pinede. So USCIS director Gurenga, the Kisako Kunlong, Tuka country fishing came. The message is clear. The previous administration focused on speed instead of security. US CIS regarding my US citizenship ye and immigration service lo core. Arako, US CIS lo core bono. Arako, US CIS lo core machiba, Department of Homeland decided, Department of Homeland Security, US citizenship and immigration service ka lo na. So, Now the agency will re-interview all refugees who entered between January 2021. So any agency to to Myanmar ka Asuya agency to to Myanmar ka Biden 2021က US ကရဒုခတဲ့နေဖြစ်ဝင်လာတဲ့လူတွေအားလုံးကို review ပြန်လုပ်မယ်တဲ့ interview ပြန်လုပ်မယ်တဲ့ပေါ်တော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေလည်းအများကြီးပါမှာဒီမှာလေတိုင်းသားတွေလည်းအများကြီးပါမှာဆိုတော့အခု grade ကလည်း teacher ူရဲ့ဆာရွက်စာရနေတွင်ကူရဲ့အထောက်အထားလေးတွင်ကိုစုပြီးမှဒီတစ်ခါမင်းတို့ကောင်းကောင်းလေးပြင်ဆင်မှဖြစ်မယ်ပေါ်တော့အမေရိကကမြန်မာပြည်နိုင်ငံသားတွေအရန်တရိထားရမယ်ကိစ္စပါ February 2025. That's almost 200,000 people who now have to go through the fresh questioning, new screenings, and a full review of their original refugee claims. Many of these refugees are. original refugee claim, no? ခမရိုးရဲ့ refugee claim ဆိုတာရှိတယ်ကွာဒီ refugee case ဆိုတာရှိတယ်ကွာခမရိုးရဲ့ case ကိုကောင်းကောင်းလေးပြန်ချက်ပါပေါ့အဲ့ဒါအရင်ရေးကြည့်တယ်ကျေးဇူးပြုပြီးတော့နော် share ကြပါဒီကိစ္စကိုတော့ကြာနေနော်ခုအမျိုးတွေလေးပါအောင်မှာဆိုတော့ share ပေးကြပါလို့ပြောရှင်းတယ်ဒီကိစ္စကအရင်ရေးကြည့်ပါတယ်မြန်မာနိုင်ငံသားမှန်တမျှအတွက်မိနိုင်ခြေရှိတယ်ဘာဖြစ်လို့ဆိုမြန်မာနိုင်ငံသားတွေလေးပါနေတယ်ဒီမှာကျွန်တော်နောက်မှပြန်ရှင်းပြမယ်ကောင်းကောင်းလေးနားထောင်ပါအောင် have already reversed their lives Some came from Congo, Syria, Afghanistan, even Venezuela. They survived the war, violence, and years of background checks. Refugee groups say that this move is not just unnecessary, but cruel. Afghanivak, a major advocacy group, said that the families who escaped the war are being thrown into the fire again. HIA. All right, okay. To Garo, a little bit beyond it. ဒါဆိုတော့ခုနကသူတို့ပြောထားတဲ့စာအကုန်လုံးကိုကျွန်တော်ပြန်ရှင်းပြပြရစီပေါ့နော် ဒီကိစ္စကအရေးကြီးပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေလည်းပါနိုင်ခြေရှိတယ်အဲ့ဒီ list ထဲမှာကျွန်တော်မြန်မာနိုင်ငံသားပါနေတယ်ဆိုတော့ Trump အစိုးရကယခင်ကဒုက္ခသည်တွေရဲ့ရှောက်လွှာတွေကိုတဲ့စစ်ဆေးတဲ့အခါစစ်ဆေးတဲ့အခါတဲ့ Biden အစိုးရလက်ထက်မှာအနည်းငယ်ပေါ်ရှော်မှုရှိတယ်ဆိုမှယုံကြည်ထားတဲ့ Trump က Biden ကဒုက္ခသည်တွေကိုဒီ US မှာဝင်လာတဲ့ဒုက္ခသည်တွေကို ကောင်းကောင်းလေးစစ်စစ်မှုမလုပ်ဘူးဆိုမှ၆ကတော့ယုံကြည်ထားတယ်။ဆိုတော့အဲ့ဒါကြောင့်ဒီဒုက္ခတွေတွေကိုအထောက်အထားတွေကိုစစ်မှန်မှုရှိမရှိကောင်းကောင်းလေးပြန်စစ်တင်တယ်ဆိုပြီးမှအမေရိကန်နိုင်ငံသားဖြစ်မှုနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုဌာန USCIS ကပြန်လေးစစ်ဆေးမှုအဆုံးဖြတ်လိုက်ပါတယ်ပေါ်တော့ဆိုတော့ဘလူလို့ဆောင်သွားမှလဲဆိုတော့ USCIS ကဒုက္ခတွေတွေကို ဂျပ်ပန်ကူးစီအတွင်းမှာပြန်လေခိုယူပြီးမှတွေ့ဆုံမေးမြန်းပြီးမှအစ်စစ်သေးသွားမယ်တဲ့အဲ့ဒါကခုနကကျွန်တော်ပြောတာနော်လူနှစ်သိန်းကျော်ကိုပါတယ်တဲ့ဆိုတော့ဘီတူရင်ကိုအရင်မေးမယ်ဆိုတာကတော့ခုထိတော့ထုတ်ပြန်သေးမှုမရှိပါဘူးဒါပေမဲ့နိုင်ငံတချို့ကတော့သူတို့ဒီမှာရေးထားတာရှိတယ်ဘီတူရင်ကိုအရင်မေးမယ်ဆိုရင်ဦးစားပေးစရင်ပေါ့နော်ထုတ်ပြန်ထားတဲ့အဟာတွေရှိတယ်ဒီနိုင်ငံတွေကိုကျွန်တော်ပြန်ပြောမယ်ဘီတူရင်ထိခိုက်မှာလေဘီတူရင်ကိုအရင်မေးမှာလေပေါ့နော် 2021ခုနှစ်ကနေ2025 2025ချီခုနှစ်ပေါ့နော်အမေရိကနိုင်ငံမှာရောက်ရှိနိုင်တဲ့ဒုက္ခတွေအလုံးကြီးပါကူထိခိုက်နိုင်ချေရှိတယ်ဘယ်သူထိခိုက်မှာလဲခမရကအခုအမေရိကမှာရှိရဆိုရင်2021ကနေရောက်တဲ့ဒုက္ခတွေလားခမရကူလေထိခိုက်နိုင်ချေရှိတယ်မြန်မာနိုင်ငံသားမှနေမယ်ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ဒီမှာရေးထားတယ်အဲ့ဒီထိခိုက်မဲ့နိုင်ငံတွေထဲမှာတဲ့ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံပါတယ် ဆီးရီးယားပါတယ်အာဖဂန်နစ္စတန်ပါတယ်မြန်မာပါတယ်ဆူဒန်ပါတယ်ဗင်နီဇွဲလားပါတယ်ယူကရိန်းနိုင်ငံတားရီပါပါနေတယ်ဆိုဒီအားလုံးကို2021ကနေဝင်လာတဲ့လူမှန်သမျှကိုတဖန်ပြန်လေပြီးမှအစ်စ်စင်းမယ်တဲ့ဆိုမြန်မာနိုင်ငံတားရီအနေနဲ့အခုကကျွန်တော်တို့ကယာယီနေထိုင်ခွင့် temporary protected visa ကိုရုတ်သိမ်းခံခဲ့ရပြီမိမိနိုင်ငံကိုပြန်ဖို့ အစူရကတိုက်တွန်းနေတယ်ကျွန်တော်နိုင်ငံကလုံးဝမချုပ်ဘူးဆိုတော့သူတို့သိနေတယ်ဒါပေမဲ့ US ရဲ့ပြဿနာကြီးကလည်းဒီလိုပါပဲ immigrant တွေကအမေရန်ပြဿနာရှာတဲ့ခါကျတော့ကျွန်တော်နိုင်ငံကူပါကမ္မကောင်းစွာဖြစ်ထိခိုက်တဲ့နိုင်ငံတွေမှာပါနေတယ်ပေါ့နော်အဲထိခိုက်တဲ့နိုင်ငံတွေမှာပါနေတယ်ဆိုတော့ကျွန်တော်နိုင်ငံတွေမဟုတ်ဘူးဒီ immigrant တမားတွေအလုပ်ရက်တွေကြောင့်ဘာမှ နော်အပစ်မရှိတဲ့မြန်မာနိုင်ငံသားလေးတွေယူယူတတ်တတ်နေတဲ့မြန်မာနိုင်ငံသားလေးကိုပါထိခိုက်သွားတာအရန်ရင်နာဖို့ကောင်းတယ်ဆိုတော့ USCIS ရဲ့တီချက်ကပါလဲဆိုတော့ USCIS ကတော့ Biden အစိုးရကဒုက္ခသည်တွင်ရဲ့အကြီး Biden အစိုးရကပေါ့နော်ဒုက္ခသည်တွင်ကိုတဲ့အကြီးအသွေးထက်အကြီးအတွက်ကိုဦးစားပေးပြီးမှပဲခေါ်ဆောင်ခဲ့တယ်တဲ့နိုင်ငံချင်းကိုဝီခွန်းပေးတယ်တဲ့အဲ့ဒါကြောင့်ကျွန်တော်တို့ပြန်လေစစ်ဆေးမယ် အရည်အသွေးကိုပဲကျွန်တော်တို့ဦးစားပြီးမှပဲလုပ်မယ်ဆိုပြီးမှ USCIS ရဲ့ရည်တိချက်တစ်ခုပါတော်တော်လေးကြောက်စရာကောင်းလာတယ်။တချို့လူတွေကကိုယ် case ကိုမမှတ်မိတဲ့လူတွေများကြီးရှိလာတယ်။ကျွန်တော်ကိုယ်တိုင်ကလည်း UN ရုံးမှာလုပ်ခဲ့ဖူးတယ်။ interview တွေအများကြီးလုပ်ခဲ့ဖူးတယ်။တချို့မြန်မာနိုင်ငံသားတွေကလည်းကိုယ် case ကိုမသိတဲ့လူများကြီးရှိနေတယ်။ကိုယ် case ကိုမမှတ်မိတဲ့လူတွေများကြီးရှိနေတယ်။ဆိုတော့အခု US မှာလည်းမြန်မာနိုင်ငံသားတွေကိုပြန်ခေါ်ရမယ်ဆိုတော့ကောင်းကောင်းလေးပြန်နှွေးကြည့်ပါ။ ကောင်းကောင်းလေးကုရဲ့ data အချက်လက်တွေကိုပြန်စုဆောင်းကြည့်ပါဒါမှမဟုတ်ရင်ခင်ဗျားတို့ပြဿနာတက်နိုင်ခြေရှိတယ်ဒါကြောင့်ဒီဗီဒီယိုလေးကအရေးကြီးတယ်အရေးပါတယ်ပေါ်တော့ကုအမျိုးတွေစီမှာလဲ share လုပ်ပေးကြပါနော်ကုမီတာစုကုမိတ်ဆွေတွေနေမှာလဲ share လုပ်ပေးကြပါပေါ့ဆိုတော့ USCIS ရဲ့ရည်တည်ချက်တွေမှာသူတို့ကရခင် computer ထားတဲ့အကြောင်းရင်းအားလုံးအပါဝင်ပေါ့နော်ရခင် computer ထားတဲ့အကြောင်းရင်းအားလုံးပါဝင်လက်ခံရမတိလျှော်တဲ့အကြောင်းရင်းအားလုံးကိုလည်း ပြန်လေစစ်စစ်သွားမလို့ပြောကြတယ်ဆိုခမရလို့ရဲ့ original cases ခမရလို့ရဲ့ original claim တွေကိုပြန်လေစစ်ဆင်းမယ်တကယ်ပဲလက်ခံဖို့ထိုက်လာမထိုက်ဘူးလားဆိုအကုန်လုံးပြန်စစ်ဆင်းမယ်တဲ့ဒါကတော့ USCIS ရဲ့တိချက်ပဲပြောင်းလဲမှာမဟုတ်တော့ဘူးဆိုတော့အခုတစ်ဖက်မှာလည်း agency တော်တော်များများပေါ့နော်ဒီအာစန့်ချီနဲ့အဖွဲ့သမားတွေအများကြီးရှိတယ် NGO ကအစားပေါ့ဗျာဆိုတော့အခုလိုမျိုးဒုက္ခတွေအခြေချနေထိုင်တဲ့ အဖွဲ့အစည်းတွေကပေါ့နော်ထရမ့်ကအခုလိုမျိုးလုပ်တာကလုံးဝမကြုံစဖူးရက်စက်မှုလို့ပဲဆိုမှပြင်းပြင်းထန်ထန်ဝင်ဖန်ခဲ့ပါတယ်သူတို့ကနော်လူတက်မှုတွေစစ်ပြည်တွင်းစစ်ကနေလွတ်မြောက်လာတဲ့လူတွေဖြစ်နေရတယ်အခုက US မှာရောက်ပြီးမှအင်တာဗျူးလုပ်ရမှာခိုင်ရအင်တာဗျူးလုပ်ရမယ်ကြောက်စိတ်တွေနဲ့နေထိုင်ရမှာတဲ့သူတို့ကအစ်စ်တွေနဲ့ထွက်ပြီးလွတ်မြောက်တဲ့လူတွေဆိုမှဝေဖန်တယ်ပေါ့နော်ထရမ့်ဆူရအခုဆိုတော့ဒုတ်ခါသေးရင်က ဒီအစကရေကနေဝင်လာတော့ကနိုင်ငံတကာဆန်ချင်းဆန်ညို့တွေနဲ့အညီတော့ agency ပေါင်းများစွာကတင်းချက်တင်းချက်စွာစစ်ဆေးပြီးမှပဲဒီဖြတ်တန်းခွင့်ပေးတယ်လူတွေဖြစ်ပါတယ် agency ကအားလုံးစစ်ဆေးပြီးသားဖြစ်နေတယ်ပေါ့နော်ကောင်းကောင်းလေးစစ်ဆေးပြီးသားဖြစ်နေတယ်ဘာဖြစ်လို့အခုကတဖန်ပြန်နေပြီးမှ USCIA ကပြန်လေစစ်ဆေးမယ်လို့ပြောနေကြတာလေဒါကရစ်ဆက်တယ်လို့ရပဲစုမော့ လောက်ရဲ့ဒီအခု USCIS ရဲ့ယက်တီချက်ကိုတော့ဝေဖန်တဲ့လူတွေအများကြီးရှိပါတယ်ကျွန်တော်ကျွန်တော်တို့ဦးစားပေးတဲ့နိုင်ငံစီးရင်းနေမှာပါနေတယ်ကျွန်တော်တို့နိုင်ငံကလေဆိုတကယ်ပဲစစ်မှန်တဲ့ဒုက္ခတွေဖောက်လာမဟုတ်ဘူးလားဆိုတော့အဓိကတို့သိချင်းလာတယ်ဘာကြောင့်အခုလိုမျိုးစုရကအကုန်လုံးကိုတဖန်ပြန်နေပြီးမှစစ်ဆေးတာလဲဆိုတော့အမေရိကမှာရဇဝင်မှုတမားတော်တော်ရဇဝင်မှုတော်တော်များများက immigration တွင်ကပဲ ဒီပြမှုကျူးလွန်တာပုံများနေတယ်အထူးသဖြင့်မနစ်တနေ့ကကပအလုံးချုံဆုံးလောက်ခံယူထားတဲ့အင်ဖြူရိုနီနာတီတောင်မှတနပ်ပိကမှုရှိနေတယ်အဲဒီနောက်ပိုင်းမှာအာဖဂန်နစ္စတန်နိုင်ငံသားဖြစ်နေတယ်သူကူရိုင်းကလည်းဘိုင်ဒန်ကဒုံကတရားမဝင်ဝင်လာတဲ့လူတစ်ယောက်ဖြစ်နေတယ်အိုဗာစတေးလုပ်နေတဲ့လူတစ်ယောက်ဖြစ်နေတယ်စသဖြင့်ပေါ့ဗျာဆိုဒီကိစ္စမှာအာဖဂန်နစ္စတန်တမကပူပီးထိရောက်လာတယ်ပူပီး စူးစူးဝါးဝါးထိခိုက်မှုရှိလာတယ်။အထူးသဖြင့် African နိုင်ငံသားတွေတို့ကမိသားစုနဲ့အာ family reunion ပြန်လေပူပေါင်းရေး program တွေလုပ်နေကြရတယ်အခုလက်ရှိချိန်မှာ green card တွေစောင့်နေတဲ့စောင့်နေတဲ့လူတွေများကြီးရှိတယ်အမေခေါ်လိုက်အဖေခေါ်လိုက်တာသမီးခေါ်လိုက်အမျိုးခေါ်လိုက်လုပ်တဲ့လူတွေအများကြီးရှိတယ် to the african african စနိုင်ငံသားတော်တော်များများကတော့ထိခိုက်နေတာတော့မှာပေါ့နော်အဲ့ဒီကြားတဲ့ခါလည်းကျွန်တော်တို့ကပါသွားတယ်ပေါ့ကျွန်တော်တို့ကလည်း ထိခိုက်တင်တာသွားတာပေါ့ဗျာဆိုတော့ဒီကိစ္စကအရန်အရန်ရေးကြီးပါတယ်ပေါ့ဆိုတော့မြန်မာနိုင်ငံရဲ့တားရင်းကိုလည်းကျွန်တော်အတိပေးဆင်ရှင်ပါတယ်ဒီကိစ္စမှာမပိုရော့ပါနဲ့တိုချာနဲ့ခမရောက2025 2021ကနေ US မှာဒုက္ခတွေအနေဖြင့်ဝင်လာတဲ့လူတယောက်ဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံသားလေးပါချင်းပါမှာတော့ဘာဖြစ်လို့နိုင်ငံကတော့ပါနေပြီကျွန်တော်တို့နိုင်ငံရောပါနေပြီသူတို့ကဒီနိုင်ငံထဲကနေပဲ ်ပြန်ခိုးမယ်ပြန်စစ်ဆေးမယ်ဆိုတော့ကျွန်တော်မြန်မာနိုင်ငံသားကပါနေပြီဆိုတော့ကျွန်တော်တို့တော့ကချင်တွင်ချင်းတွင်ရခိုင်တွင်မြန်မာတွင်ဗမာတွင်ရှမ်းတွင်ပါမလားမသိသေးဘူးကျွန်တော်တို့ကဒါပေမဲ့ပါနိုင်ခြေရှိတယ်ကန်ဆူးတဲ့လူပါနိုင်ခြေရှိတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုခုခုနသူတို့ပြောပြချက်အရဆိုတော့ဒီ2021ကနေဝင်လာတဲ့လူမှန်တယ်များအားလုံးလို့ပြောတာပဲအားလုံးလို့ပြောတာပဲကျွန်တော်လို့ပြောရဲဆိုကျွန်တော်မြန်မာနိုင်ငံသားတွေလည်းပါနိုင်ခြေရှိတယ်ပေါ့နော်အဲ့ဒါကြောင့်တေချာပြီးမှ ကိုယ့်ရဲ့ခရစ်တင်ကိုပြန်ပြန်ဆူဆောင်းပါနော်ကိုကကိုယ့်ရဲ့ခရစ်တင်ကိုမေ့သွားပြီနော်မွေရမွေရမေမွေရနေရမေ့သွားပြီထွက်ခေါ်ရကျမွေမေ့သွားပြီဆိုတော့ဒီအားလုံးကိုနော်ကုအမျိုးတွေကုမေ့ဆွေတွေမှာပြန်နေတောင်းကြပါတရင်တွေဆူဆောင်းကြပါအချက်လက်တွေဆူဆောင်းကြပါဒါမှမဟုတ်ရင်တော့ကျွန်တော်တို့ဒီကိစ္စအချီးကိုတော်တော်လေး꽌တက်နိုင်ချေရှိတယ်မြန်မာနိုင်ငံသားတွေကလည်း꽌တက်နိုင်ချေရှိတယ်အဲ့ဒါကိုတော့မြန်မာနိုင်ငံသားတွေကိုသူတို့အရန်ကုချင်းစားတယ် US မှာရှိနေတဲ့မြန်မာနိုင်ငံသားတွေကိုပေါ့နော်ထိခိုက်တဲ့နာမှုရှိနိုင်ခြေရှိတယ်ကြုံနိုင်ခြေရှိတယ်အဲ့ဒါကြောင့်ဂျေဂျူပြုပြီးတော့ခုအမျိုးတွေခုဆွေမျိုးတွေခုရဲ့သူငယ်ချင်းတွေကိုပြောကြပါဒီအာဂျူတင်ပြစ်စမှုပေါ့နော်ရှိဖို့ရတော့ပြောကြပါပေါ့ဆိုတော့ okay ဒါကတော့အမေရိကန်နိုင်ငံက green card green card ပေါ့နော်ဒီနဲ့တင်းချိုကိုဆိုင်ရရမယ်ထရမ့်ကအကြေညာထားတဲ့အကိစ္စပါပေါ့နော် ဆိုတော့ဒေါက်တာဆာဆာအန်ယူဂျီကနေဘာကြောင့်တော့ထွက်တယ်လဲအကြောင်းရင်းတည်းတော့ပြပြပါအောင်တဲ့ကျွန်တော်ကိုယ်တိုင်ကလည်းဒေါက်တာဆာဆာကိုအန်ယူဂျီကနေဘာကြောင့်ထွက်တာလဲဆိုတော့အကြောင်းမသိသေးပါဘူးဒီ Facebook တရီမီဒီယာတွေမှာတော့ပြောနေကြရေးနေကြတယ်ဘောနော်ဒါပေမဲ့အကြောင်းတော့သူတို့မပြောဘူးပေါ့နော်ဆိုတော့ကျွန်တော်ကိုယ်တိုင်ကလည်းဘာကြောင့်ဆိုတဲ့အကြောင်းရင်းလေးကိုတော့ကျွန်တော်မသိသေးပါဘူးပေါ့နော်ဆိုတော့အဲ့ဒီတော့ဘယ်သူထိလိုက်လဲတကယ်ဒုက္ခရောက်သူထက်ဒုက္ခတေအမိခံတွေကိုပုံများထုတ်မှာဆိုတော့အခုထိတော့ဘယ်သူထိလိုက်လဲဆိုတော့မသိသေးဘူး အခုထိတော့သူ့ကိုထိမှလဲဆိုတော့မသိသေးဘူးဒါပေမဲ့ထိခိုက်မဲ့နိုင်ငံတွေနေမှာကျွန်တော်တို့မြန်မာနိုင်ငံလေးပါနေတယ်ကျွန်တော်တို့မြန်မာနိုင်ငံတို့ဗင်နီဇွဲလာတို့ကွန်ဂိုတို့ဆီးရီးယားတို့ပါတယ်ဆူဒန်တို့ပါနေတယ်ဆိုတော့ဘေလူရင်ကိုကျွန်တော်တို့နိုင်ငံတော့ပါနေပြီနော်ကျွန်တော်တို့နိုင်ငံတော့ပါနေပြီဆိုတော့တေချာရာကတော့ကျွန်တော်မြန်မာနိုင်ငံကလည်းအနည်းနဲ့အများပါမှာပါအနည်းနဲ့အများပါမှာပါအားလုံးတော့အားလုံးတော့ပါချင်ပါမှာပေါ့ဗျာတော့အနည်းနဲ့အများတော့ပါမှာပါဒါပေမဲ့အဲ့ဒီမှာအများဆုံးကဗင်နီဇွဲလာဖြစ်လိမ့်မယ် ဘာဖြစ်လို့လဲဆိုတော့တရားမဝင်နီးနဲ့ဝင်လာတဲ့လူတော်တော်များများကဗင်နီဇွဲလားဖြစ်တယ်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေက UN ကနေတချစ်လာတယ်ပေါ့နော် UN ကနေတချစ်လာတယ်ဆိုတော့ UN agency ကနေလာတယ်ဆိုတော့တိတ်ပြီးကျွန်တော်အချင်းပြောရမယ်ဆိုတော့ UN ကနေတချစ်ဝင်လာတဲ့လူဝင်ကတော့ပြန်လေစစ်ဆေးမဲ့အထဲမှာမပါတော့ဘူးချင်းတယ်ဒါပေမဲ့ agency တခုခုကခေါ်ထားတဲ့လူတွေဆိုပန်းနိုင်ချေရှိတယ် ဥပမာခမရိုးလေးမမိပါပါ welcome crops ရှိတယ် welcome crops က US အစိုးရ agency တခုဖြစ်နေတယ် so any welcome crops ကလုံးထားတဲ့လူတွေပန်းနိုင်ချေရှိတယ်ဒီနေရာမှာလေ UN ကတော့အစိုးရဒီအမေရိကအစိုးရကိုယ်တိုင်ကယုံကြည်အားကိုးထားတဲ့ agency တခုဖြစ်တယ်ဆိုတော့ UN ကနဲ့တဆင်အမေရိကကိုဝင်လာတဲ့လူဆိုတော့တော်တော်များများတော့လွတ်မယ်လို့ထင်တယ်ပေါ့နော်ဒါမဲ့တခြား agency တွေနဲ့ဝင်လာတဲ့လူတွေကထိနိုင်ချေရှိတယ် ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ဒါကတော့ကျွန်တော်ရုပ်ကြီးဒီ team ချက်ကိုပြောပြတာပါဘသူကသွားထိခိုက်မှလဲဆိုတော့ဘသူမှအခုထိတော့မသိသေးဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံတော့ပါနေတယ်ထိခိုက်တဲ့နိုင်ငံတွေမှာပါနေတယ်ပေါ့နော်အမ် bro လက်ရှိ EU ဒုက္ခတွေမကူညီပေးတာလား US ထားလိုက်သူများ EU ကလည်းဒုက္ခတွေတွင်ကို stop လုပ်နေပြီပေါ့နော်အခုလောက်ဖို့ကြိုးစားနေကြတယ်ပေါ့နော်ဆိုတော့ထမင်းချုံတွေကိုတိုင်းပြည်နေချပြီးတိုင်းပြည်မငင်ချိန်မှာ US မှာ asylum refugee ခံလို့ရမှာဖြစ်တဲ့အတွက် ကုကျူပါလေကုကျူရှန်နိုင်ငံရဲ့အမိခံတွေအားရတယ်အဲ့ဒါဆိုတော့ကဲဘောရာတို့ရေကျွန်တော်တို့ကတော့ဒီလောက်နဲ့ပဲအဆုံးသက်ပြရစေပေါ့နော်ဂျေဇုပြုပြတော့ဒီဗီဒီယိုလေးကို US မှာအမျိုးရှိတဲ့လူတွေကိုအဲကျွန်တော်ဗီဒီယိုတက်မဟုတ်ဘူးပေါ့နော် online မှာ research လုပ်ခိုင်းဖို့ပြောကြပါနော်တရင်တွင်ဖတ်ဖို့ပြောကြပါပေါ့နော် ကိုအမျိုးတွေကိုကဲဒီလိုဖြစ်နေပါတယ်တတိဒီလိုတရင်ထွတတိတရင်ထွက်နေပါတယ်ပေါ့နော်ဆိုတော့စူရင်ဖူကောင်းလားမကောင်းဘူးလားပေါ့အစာတဖြစ်သူတို့ကိုမေးကြပါကိုအမျိုးတွေကိုသူငယ်ချင်းတွေပေါ့နော်ဆိုတော့သူတို့ကစူရင်ဖူမကောင်းဘူးလို့ပြောတယ်ဆိုတော့တိုသေးတာပေါ့ဗျာဒါမဲ့ကမ္ဘာနိုင်ငံတရီမီဒီယာတွေကပြောတဲ့အတိုင်းဆိုရင်တော့နည်းနည်းတော့တုံ့နှုတ်ဆရာကောင်းနေတယ် US အစုရကိုယ်တိုင်ကကြေညာထားတာနော်ဒီကိစ္စက USCIS ကိုယ်တိုင်ကကြေညာထားတာနော်ဒါကျွန်တော်ပြောတာမဟုတ်ဘူးနော်တာမန်တရီမီဒီယာတွေကလည်းပြောတာမဟုတ်ဘူးနော် US အစိုးရ USCIS ကိုတိုင်ကဒီကိစ္စကိုကြေညာထားတဲ့ကိစ္စပါဆိုတော့တိုင်မတော်တာမန်ပြပြီးမှ Facebook ကနေတျှောက်ျှောက်ပြောတာမျိုး YouTube ကနေျှောက်ျှောက်ပြောတာမျိုးမဟုတ်ဘဲနဲ့တကယ်ကိုအစိုးရကိုတိုင်ကကြေညာထားတဲ့ကိစ္စဖြစ်တယ်ဒီကိစ္စကိုပေါ့ပေါ့ရော့ရော့တော့အမယူစေချင်ဘူးလို့တော့ခန်းစားချင်မိတယ်ဗောအာကြည့်ရှုပေးလို့ဆိုအရောကျေးဇူးတင်ပါတယ် Thank you so much for watching beautiful people I love you guys take care God bless I'll see you soon